အားလုံးပဲမင်္ဂလာပါရှင်။အာစီသုဒ္ဓဆောင်ရသဆောင်ချင်းနဲ့မှကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါရစေ။ဒီနေ့မှတော့ဆီယမကြီးဂျာနယ်ကျော်မမလေးရဲ့တွေးဟုထုသတိမိုင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေရှင်။အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်။တွေးအခန်း20မောင်မောင်အိမ်မမထွက်ခင်မောင်မောင်တို့အိမ်မစာမိကပြန်ရောက်ရောက်ချင်းယူမိစံသည်ဒေါအောင်မင်းနှင့်လေစိတ်တို့ထွက်လာကြသည်။ မမောင်လက်ထဲသို့ပြည်စီများအပ်ခဲ့သည်ဆို၍ဂျူးမီဆန်သည်တလန်လုံးမျက်ရည်အဝဲသားနှင့်ကားပေါ်၌ပါလာသည်ဥဒက်လွင်သည်အိမ်မှအစောကြီးထလျက်လေစိတ်သို့ဆော်ဆော်စီစီရောက်နေနေသည်ဂျူးမီဆန်၏အစီအစဉ်အရမမောင်အတွက်ပြည်စီများအိမ်သို့အပို့လွှတ်မည်ကိုကြိုတင်၍တည်ထားသည့်အတိုင်းဂျူးမီဆန်ထံမှနောက်ဆုံးပို့မည့်ပြည်စီများနှင့်မမောင်လက်ခံယူမည့်မြင်ကွင်းကိုမကြည့်ရမမြင်ရ၍အိမ်မှအစောကြီးထွက်ခဲ့ခြင်းဖြစ်သည် ယူမီဆန်လေစိတ်အဆောက်အုံတဲ့သို့ဝင်လာသောအခါဦးသက်လွင်ကိုမြင်လိုက်ရ၍ဦးသက်လွင်ရက်နေရာသို့တန်းသွားသည်မချီပြုံးလေးဖြင့်ပြုံးလျက်ကိုကိုကုန်းညုတ်ကာနှုတ်ဆက်လိုက်သည်ယူမီဆန်ကို၌ကောင်းဝံပန်းရောင်ဒေါက်ဖက်နှင့်အဖြူဝှစင်ထားခြင်းကြောင့်ဦးသက်လွင်သည် သူ့အိမ်သို့ပထမဆုံးအခေါက်ယူမီဆန်လာစဉ်ကဝှစင်ထားသောထိုအိုစားနှင့် ထိုနေ့ကို ပြန်၍အသေးစိတ်မြင်အောင်မိလိုက်သည်ဘယ်ချိန်ကရောက်ပါသလဲဆရာ ရှင်နေမြန်မာပြည်နဲ့ခွဲခွာရတော်မူတဲ့မောင်မောင်နဲ့ဥသက်လွင်ကို ခွဲခွာရတော်မူအသည့်ကအသည်းကိုလာ၍ဆွဲဆွားလျက်ရှိခြင်းကြောင့်ဘလိုပင်ယူမိဆန်ဟန်ဆယ်လျက်မျက်နာရောအတံမှာချိုထားစေကမူယူမိဆန်ဤမျက်လုံးမှာဟန်ဆယ်၍မရပဲခြေခွဲပူဆွေးခြင်းကို အထင်သာဖော်ပြလျက်ရှိသည်ကျွန်တော်အင်ကမောင်မောင်မနှိုးခင်နည်းနည်းအစောကြီးထွက်လာပါတယ်ဆရာမဥသက်လွင်ဤနှုတ်မှာဤစကားသာထွက်လာသည်ဤစကားထက်တူ၍ ပို၍ပြောနိုင်စွမ်းမရှိသလားရှင်ထဲ၌တင်းကျန်နေ၏ရှုမိဆန်သည်ဥဒတ်လွင်နှင့်မျက်နှာလွှဲ၍ခေါင်းကလေးငုံလိုက်ကခေါင်းငုံငုံဖြင့်ပြောသည်မောင်မောင်ပစ္စည်းတွေပို့လိုက်ပြီဆရာမနေ့ကဆရာကိုပြတဲ့ကျမရေးထားတဲ့စာလဲစာမေးကမောင်မောင်လက်ထဲကိုပေးခဲ့ပါတယ်တဲ့မောင်မောင်ကျမစာဖတ်ပြီးရင်ဓာတ်ပုံဆုပ်တယ်မဆုပ်ဘူးကျမစီကိုစာရေးပါဆရာဥဒတ်လွင်အရှင်၌လေးလံတင်းကျပ်လျက်ရှိနေရမှာ လေးလံတင်းကျက်လျက်ရှိသောရှင်ကိုလှံဖြင့်ထက်ဆိုင်သည်နှင့်ခံမြင်းစွာစူးအောင်လာကျင်သွားပြီးဥသက်လွင်သည်မောင်မောင်ထံသို့ပို့လိုက်သောယုံမိဆန်၏စာကိုယုံမိဆန်မင်းကပြ၍ဖတ်ပြီးဖြစ်သည်ပကံသို့နှစ်ယောက်သွားကြစဉ်ကရွှေစည်းကုံစည်းကြီးမောဝါကချင်းသိချင်းကိုကြည့်၍ဒါတိဟပါဟုအဖေမဟုတ်လားဟုမေးပြီးပုံမြင်ကိုပြောပြသောယုံမိဆန်၏အမှုရာလေးကို ပြန်၍အမှတ်ရမိသည် ထိုစဉ်ကသူ့မှာခွတ်ထူးခက်လန်ရင်မောမိခဲ့သည်။ယခုတော့ထိုစားမှာမရင်မောနိုင်ပေရင်ထဲ၌ဆူးရှာနာကျင်သွားရသောစာဖြစ်သည်။ဥဒက်လွင်သည် ပြင်၍နှုတ်ဖြင့်စကားမဆိုနိုင်တော့ပဲ။မျက်လုံးများဖြင့်သာလျင်ပြောဆိုလျက်ရှိနေသည်။ထိုအခါလေစိတ်အဆောက်အုံထဲသို့ယူမိစံတို့ကြောင်းမှကြောင်းအုပ်ကြီးနှင့်ပမုခများကြောင်းသူကြောင်းသားများ ရှူမီဆန်အသည့်မိတ်ဆွေဂျပန်တန်ယုံမှအမျိုးသမီးအမျိုးသားများတက်ခွဲခွဲရောက်လာကြသည်ရှူမီဆန်သည်ဥသက်လွေနားမှာခွာခဲ့ကလာရောက်တွေ့ဆုံနှုတ်ဆက်ကြသောသူများကို လိုက်လံနှုတ်ဆက်နေရခြင်းကြောင့်ဥသက်လွေအနာသို့ပြန်လှည့်မလာနိုင်အောင်ဖြစ်နေသည်ဒေါ်အောင်မင်းနှင့်အစာမီးတို့သည်တနင်္လာ၌ရှူမီဆန်၏ပစ္စည်းများကိုစောင့်ကြည့်ကြည့်နေကြသည်ဒေါ်အောင်မင်းသည်ငိုထား၍မျက်လုံးကြီးမိုးအေလျက်မျက်နှာမှာညှိုးငယ်နေသည် ဥဒက်လွင်ကိုဝမ်းနည်းစွာလှမ်းပြုံပြယုံမှတပါစိတ်ထိခိုက်ခြင်းကြောင့်ဥဒက်လွင်နာတို့မလာပဲအဝေးကပဲနေဥဒက်လွင်သည်တစ်စက္ကန့်မှတစ်စက္ကန့်သို့ရွှေ့ပြောင်းနေသောအချိန်ကိုသတိမူမိနေလျက်ရှင်တဲ့၌စက္ကန့်မှချာအချိန်ပြင်းစွာတစ်ဆက်ဆက်ခုန်နေသောနှလုံးခုန်သံကိုသူ့နားတွင် အတိုင်းလာပြန်ချနေရ၏မိတ်ဆွေတင်ကဟာများကိုလိုက်လံနှုတ်ဆက်လျက်ရှိသောယူမီဆန်အားနောက်ဆုံးမြင်ရသောနေ့အဖြစ် ဥသက်လွင်ဤမျက်လုံးများကလှမ်း၍ကြည်နေလိုတော်လဲဥသက်လွင်ဤနှလုံးသားသည်ကြေကွဲလုံးလိုက်၍ကြေမွားမတတ်ရှိနေခြင်းကြောင့်မျက်လုံးများကို မကြည့်မိအောင်တဏှာတို့လွှဲဖယ်နေရသည်နိုင်ငံသားသောလေစိတ်ခမ်းမဆောင်တဲ့သူယူမီဆန်ဝင်ရန်အချိန်နီးကပ်လာလိမ့်မည်ယူမီဆန်သည် ခမ်းမတဲ့သူမဝင်ခင်အားလုံးကို အပြင်းနှုတ်ဆက်ပြီးမှဥသက်လွင်နာသို့နောက်ဆုံးလာခဲ့သည် သူ့နားသို့လျှောက်လာသောယွမီဆန်၏တထောင်တောက်ဖက်နှက်သန်တို့သည် လူချင်းခွဲရတော့မည်ဖြစ်ကြောင်းကြိုတင်၍အချက်ပေးနေသည်နှင့်ခံစားမိလိုက်သည်ယွမီဆန်၏လမ်းလျှောက်ပုံ မျက်နှာမူရာတို့သည်ဦးသက်လျင်နားသို့ပိုနီးကပ်လာသည်နှင့် ထိုလမ်းလျှောက်ပုံ ထိုမျက်နှာထိုအမူအရာတို့မဟုတ်ပဲတတ်မဟုတ်ချင်းပြောင်းသွားကြသည်မြန်မာပြည်သို့လာခဲ့သောသူဤရည်ရွယ်ချက်သူဤမျှော်လင့်ချက်တို့သည် သူထင်သည့်အတိုင်းမကိုက်ညီပဲ အချင်းနီးပြရလေဆိုသောအချက်သည်ယူမီဇန်၏မျက်နှာပြင်ထက်သို့တက်လာကအမှုရာအလုံးပြောင်းသွားခြင်းဖြစ်သည်ယူမီဇန်သည်စိတ်ကိုတအားပြန်တင်းလျက်မျက်နှာကိုလည်းပြင်းပြင်းလျက်ဦးသက်လွင်နှင့်မျက်လုံးချင်းဆိုင်အားပြုံးလိုက်သည်ယူမီဇန်ပြုံးခဲ့သမျှဤအပြုံးလောက်တနာစရာကောင်းခြင်းကိုဦးသက်လွင် မတွေ့ဘူးခဲ့သည်ချင်းဦးသက်လွင်သည် သူ့နှုတ်ခမ်းကိုလှုပ်သွားရုံမျှအာယူ၍ပြန်ပြုံးပြသည် အခန်းထဲကိုဝင်ရတော့မယ်ဆရာကျွန်မသွားရတော့မယ်ရှုမိဆန်သည်ဝဲလာတော့မျက်ရည်တို့ကိုမကျစေရန်ချုပ်ထားလို၍အပြောရက်လိုက်ကမျက်တောင်ကလေးများကိုတစ်ဖြက်ဖြက်ခက်ပြီးမှမျက်လုံးချင်းပြန်ဆိုင်သည်ဥသက်လွင်ဤဝမ်းနဲ့ကြည်ကွဲမှုသည်နောက်ဘဝသို့ကူးသည့်အထိမေးပြောင်းနိုင်စရာမရှိရှုမိဆန်မြန်မာပြည်မှမထွက်ခင်သူ့ချစ်လာတော့သူ့မောင်လေးကိုလူချင်းတိတ်ဆိုင်ကနှုတ်ဆက်ခွဲခွာသွားရခြင်းမျိုးမဟုတ်ပဲ။ ရှုံမိဆန်အေးမျှော်လင့်ချက်ကျိုးပန်းချက်များအရာမတင်အချင်းဤဖြစ်ခဲ့ရခြင်းကြောင့်ရှုံမိဆန်အတွက်ဥဒတ်လင်မှာဝန်းနေလိုက်ပါပြီရှုံမိဆန်သည်ကြမြင့်မျက်ရည်ကိုမျက်တောင်များဖြင့်တစ်ဖြက်ဖြက်ခတ်၍ဖြောက်ပြက်လိုက်ပြီးမှ နောက်ဆုံးပြောကျင်သောစကားတစ်ခုကိုရှင်မောတန်ကလေးဖြင့်ပြောလိုက်သည် မမောင်အပေါ်မှာကျမချစ်ခဲ့တဲ့အချစ်မေတ္တာအားလုံးကိုဂျပန်ရောက်ရင်ဖူဂျီယာမတောင်ကြီးဘက်ကိုပြစ်လိုက်မှာပဲဆရာရှုံမိဆန်သည်ဤစကားကို စကားအဖြစ်ပြောလျင် ဆိုင်ငုံမိမိဖြစ်၍မငုံမိစေရန်ရှင်မောတန်ကလေးဖက်လျက်ငုံမလို့ရဲမလို့ပြောရခြင်းဖြစ်သည်ရှင်၌အဆူကြီးဆိုကတစုံတရာဘာမှမပြောနိုင်ပဲဖြစ်နေသောဥသက်လွင်ဤမျက်နာကိုမျက်လုံးလက်လက်ဖြင့်နောက်ဆုံးတစ်ချက်စိုက်ကြည့်ပြီးလျှင်ခေါင်းငုံလျက်ခါညွတ်လိုက်သည် အလွန်ကျေးဇူးကြီးလာပါရဲ့ဆရာရှုမိဇန်သည်ပြောပြီးခေါင်းငုံကကိုယ်ကလေးကိုကမ်းညွတ်လျက် ကိုကလေးကိုကိုင်းညွှတ်လိုက်ပြန်သည်မနေ့ကတနေ့လုံးအိမ်၌ဥသက်လွင်ကိုကျေးဇူးတင်ကြောင်းစကားတွေတဝါကြီးပြောကြပြီးပြီဖြစ်သည့်တိုင်အားမရ၍ထက်တလဲလဲပြောရှာသည်မောင်မောင်ကိုချစ်ခင်ကျင်လာတဲ့အတိုင်းကျမကိုလည်းအမြဲချစ်ခင်ကျင်တာအမှတ်ရပါစေရရှင်မိစံသည် ပြောပြီးနောက်တစ်ချိန်ခေါင်းငုံလျက်ခါညှုတ်ကိုင်းလိုက်ပြန်သည်လူချင်းခွဲကနေရှင်မိစံသည် နောက်ဆုံးနှုတ်ဆက်ပြောဆိုနေခြင်းများကိုကြည့်လျက် ။ဦးသက်လွင်သည်သူနှင့်ယူမီဆန်တို့လေဆင်းအဆောက်အုံထဲမှပျောက်ွယ်သွားကြကကြေကွဲမှုကြီးသားလျင်လေဆင်းအဆောက်အုံထဲမှကြံ့ရီးခဲ့သည်ဟုဦးသက်လွင်စိတ်၌ထင်မိလိုက်သည်။ဆန်ယိုနာယာအေရွေဦးသက်လွင်သည်နောက်ဆုံးအဖြစ်သတိဝင်လာကတီတီနှဆိုင်သောအကြည့်ဖြင့်ယူမီဆန်ကိုကြည့်လျက်သူ့ခေါင်းကိုပြန်ညှို့ပြလိုက်သည်။ဥဒ္ဒလွင်ကိုနောက်ဆုံးကာရဝါပြုလျက်ခါညွတ်နှုတ်ဆက်ပြီးနောက်ထွက်ခွာမီလုပ်ပြီးမှ ရှုမိဆန်သည် ပြန်၍တန်ကသူ့လက်ကလေးကိုဥသက်လွင်အားဆန့်အားပေးလိုက်သည်။ရှုမိဆန်လက်ထိုးပေ၍ဥသက်လွင်၏မျက်လုံးတို့သည် အသက်ဝင်လာတကယ်သို့လင်းလက်သွားကလက်ကလေးကို အသာဆွဲကင်လိုက်သည်။ရှုမိဆန်၏နုညံ့ပျော်ပြောင်းသော လက်တစ်ဖက်ကိုဥသက်လွင်ဆွဲကင်၍နှုတ်ဆက်သည့်အခါ၌ဥသက်လွင်သည်ရုပ်တရက်ပြဲမလို့သေးပဲတခဏဆုတ်ကင်ထားမိသည်။ဥသက်လွင်လှော်လိုက်မှရှုမိဆန်သည် သူ့လက်ကလေးကိုပြန်ယုတ်ကာ တရှိန်နဲ့နောက်လေလျက်လေစိတ်ခမ်းမဆောင်တဲ့သူခတ်တုတ်တုတ်လှမ်းဝင်သွားလေသည်ယူမီဆန်နဲ့တခါဘူးမြလက်ဆွဲနှုတ်ဆက်ခြင်းမရှိခဲ့ကြဘူးပဲယူမီဆန်နောက်ဆုံးလက်ဆွဲနှုတ်ဆက်သွားခြင်းကြောင့်ဥသက်လွင်လက်ထဲ၌ထုတ်လက်ကလေးတစ်ဖက်မှပြုတ်၍ကျန်ရစ်ခဲ့သည့်ပမာဥသက်လွင်သည် သူ့လက်ကိုတင်းတင်းဆုပ်၍ထားမိသည် စိတ်တွေကခရောင်ခြောက်ခြားဖြင့်ဥသက်လွင်သည် လက်ကလေးတစ်ဖက်ကိုလက်ထဲ၌ဆုပ်ထားလျက် လေရင်အဆောင်အပေါ်ထက်သို့သွားရာလှေကားစီသို့လှန့်လျှောက်လာသည်လှေကားလင်းကားဖြင့်တက်နေပြီးမှသူမျက်စိကလှေကားအောက်ရှိမှန်ပေါက်ကျင်းလာ၌ရှူမီဆန်ကွင်းထဲသို့ထွက်လာမည်ကိုစောင့်ရဲ့ကြည့်နေရှာသောဒေါ်အောင်မေကိုလှမ်းမြင်လိုက်သည်တခဏတန့်ရဲ့ကြည်လျက်စိတ်ထိခိုက်သွားပြီးမှအပေါ်ထက်သို့တက်လာသည် အပေါ်ထက်ဝရန်တာလူချောင်းသည့်အစွန်တောင်းဖက်၌ရက်လျက်လေရင်မြန်ရှိရာကွင်းထဲသို့ထွက်လာမည်ရှူမီဆန်ကိုစောင့်ကြည့်နေသည် ရှုမိဆန်သည် ခီးသည်များနှင့်အတူကွင်းထဲသို့ထွက်လာသည်ခီးသည်များနှင့်အတူခတ်တုတ်တုတ်လှမ်းလျှောက်သွားသောရှုမိဆန်ကိုအပေါ်မှစီးကြည့်နေသောဥသက်လွင်၏မျက်လုံးတို့တွင် မျက်ရည်များဝေနေသည်ထိုအချိန်တွင်မောင်မောင်သည်လေစိတ်အဆောက်အုံထဲသို့အပြေးဝင်ရောက်လာသည်အဆောက်အုံထဲ၌ဘယ်မှရှာကြည့်မနေတော့ဘဲနိုင်ငံသားသောလေစိတ်ကမ်းမဆောင်ဘက်သို့ကွေးပြေးသွားကတကားကိုတွန်းဖွင့်လိုက်သည် အထဲမှာတကားဆောင်မှုကဝင်ခွင့်မရှိကြောင်းပြောဆိုမှပင် မောင်မောင်တရိယာကပြန်လှည့်လာလျက်လှေကားပေါ်သို့တဟုန်ထူပြေးတက်သွားလေသည်အဘိုးထက်ဝရန်တာလူဝင်လူထွက်မှန်တကားပေါက်ကြီးမှကွင်းထဲသို့ထိုးဆိုင်ထားသော လေရင်မြန်ကြီးကို စီမြင်လိုက်၍ကိုရှင်တန့်သွားသည်လူအုပ်ကြီးထက်သို့တိုးဝေ့သွားကဝရန်တာလက်တန်း၌လက်ထောက်လျက်အပေါ်မှစီကြည့်လိုက်သည်ကွင်းလေကောင်နာသို့ရှားလို့နေနေရှိနေသောယုံမိဆန်ကိုမြင်မြင်ချင်း မောင်မောင်ဤမျက်လုံးများသည်ပြာမိုက်သွားသည်မောင်မောင်သည်သူ့နှုတ်ခမ်းများကိုလဝါးနှစ်ဖက်ဖြင့်ကာ၍စိတ်ရှိလက်ရှိငဲတန်ပါအောင်တအားကျုံ၍ဟစ်အော်လိုက်သည်မမမမမမချစ်မေတ္တာအပြည့်အဝဖြင့်လင်းလင်းပင်ပင်လှိုင်လဲစွာခေါ်လိုက်သောအတန်မောင်မောင်ဤရှင်ကောင်းထဲမှာ လိုက်လဲစွာထွက်လာသောခေါ်တန်တို့သည်ဘဝက်သို့တက်သွားသည်ပတ်ဝန်းကျင်လူပေါင်းတို့နားခွဲလူမတက်စူးပေါက်သွားသော အတန်လည်းဖြစ်သည်ရှုမိဆောင်ကိုမျက်ခြေမပြတ်မျှော်ကြည့်နေသောဦးသက်လွင်သည်မောင်မောင်အတန်ကြောင့်တကောလုံးသိမ့်သိမ့်ခါသွားကအတန်ထွက်ရာဘက်သို့မျက်လုံးများကရှာကြည့်လိုက်သည်မောင်မောင်မှမောင်မောင်တကွင်းလုံးပေါက်လောက်အောင်ကျုံးဖြစ်နေသောမောင်မောင်မမမမ ဤတစ်ချိန်ကသူဤရှက်ဆမှုဆိုင်းဆိုင်မှုများကို ခွင့်လွတ်ပါရန်လှိုက်လဲစွာဝန်ချတောင်းမှန်စိတ်ဖြင့်ထက်ခေါ်လိုက်သောအတန်ကွင်းနှင့်၌တောင်းမြင်ဖက်နှက်ဖြင့်နှင်းမြန်စွာတရောင်းတော့လျှောက်နေသောရှုမိဆန်သည်တအူးတယောက်က နောက်မှလှမ်းဆွဲလိုက်သလိုပင်တန့်ရဲသွား၏မမမမဤတစ်ချိန်ခေါ်တဲ့တွင် မမဟာကျွန်တော်မမပါ မမအဖေဟာလည်းကျွန်တော်အဖေပါပဲဟုသူ့စိန်၌သူ့စိန်၌နောက်ဆုံးဟွန်ချဟွန်ခန့်ချင်းတုံအပ်ကွဲထွက်သွားသောအတန်ရှုမိစံတုံရဲ့သွား၏မောင်မောင်သည်အာတက်တရောဖြင့်ဆင်ကဆင်ကကျုံဟေလျက်ခေါနေသောမမခေါ်တန်များသည်လေရင်တွင်တွင်လုံးဖုံးလွှမ်းစူညံလျက်ရှိသည်မမတဲ့မမတဲ့ရှုမိစံသည်ရင်တစ်ဖက်ဖက်ခုံသွားလျက် ်သူ့နား၌ကြားရသောအဝေးမှဟင့်နေသည့်မမခေါ်သည်များကို ဟုတ်မှဟုတ်ပါလိမ့်စာဟုလေစိတ်အဆောက်အုံဘက်သို့တမင်လဲပြန်လှည့်ကြည့်လိုက်သည်လူအုပ်ထဲမှမောင်မောင်ဝုန်းနေကြအနက်နှင့်အနီရောင်၄000ခွက်ကြားဆက်အင်းကြီးဝှထသောမောင်မောင်ကို အလံဝေးဝေးမှပင် မောင်မောင်ပဲထင်လိုက်သည်ဂျူးမီဆန်လှည့်အကြည့်တွင် မောင်မောင်သည်သူ့ကိုလူအုပ်ထဲ၌မြင်သာအောင် သူမှန်သိအောင်မ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 ောင်ဟုသူ့နှုတ်ကတအားကျုံးအော်ပြောလျက် လက်ကိုမြောက်ကဟွေရန်ပြနေသည်။အိုးမောင်မောင်ရှူးမိဆန်သည်မောင်မောင်ကိုတဲတဲကွဲကွဲမြင်မြင်ချင်းနှောက်မှတတမီတန်းလျက်တကူလုံးလှဲ့လိုက်သည်။မောင်မောင်ရှိရာလေစိတ်ဝရန်တာတို့ပြန်လှဲ့ပြေးလာလေသည်။တလန်လောက်ပြေးလာပြီးမှတုံရက်လိုက်သည်။သူရောက်နေသည့်နေရာနဲ့လေစိတ်အဆောက်အုံအကွာအဝေးကိုတရင်ကအတွင် အလင်းအမြန်မှန်းဆကြည့်လိုက်သည် တစ်ချိန်တည်းတွင်ထိုးဆိုင်ထားသောလင်းအမြန်ကြီးဘက်သို့လည်းအလျင်အမြန်လှည့်ကြည့်သည်သူနှင့်အတူကွင်းထဲသို့ထွက်လာကြသော ခီးသည်အားလုံးလေရင်လေကားနာသို့ပင် ရောက်လူလူရှိနေကြပြီမောင်မောင်ရှိရသောအရောက်ပြန်ပြေးရန် မဖြစ်နိုင်တော့ပေဤတွင်ပြန်ပြူးရှိလျားသော သူ့ရှိမှအကွင်းမြေပင်ကြီးသည်သူ့ရဲလိုက်သည့်နေရာနှင့် တကန်းစီချသွားလေလျက်ယူမိဆန်ပြေးမလာခဲ့ရန်ပင်လယ်ကြီးပမာသူ့ရှိမှကာစီ၍ထားလေသည် ရှူမီစင်သည်စိတ်ကိုလျှော့ရလျက်မျက်ရည်များပေါက်ပေါက်ကြလာသည်မမောင်ခေါ်လိုက်သောမမအတန်ကို သူ့ကြားပါကြောင်းမမောင်သိသိခြင်း၍မမက်ဆုံးရက်လျက်သူ့ကောင်းကလေးကိုတက်ဆက်ဆက်ညိပ်ပြ၏နောက်ဆုံးနောက်ဆုံးနှင့်ခြေနောက်ပြန်လှမ်းသွားလျက်တဖန်ခုံလိုက်ကသူ့လက်ကိုမြှောက်ရင်းပြသည်ရှူမီစင်အချိန်ကိုဆွဲထား၍မြာတွားရတော်မူ ရှူမီစံသည်စက္ကန့်ပိုင်းကလေးပင်ရရရက်တန့်၍နေလိုက်ခြင်းသည်သဖြင့်လေရင်မြန်ဘက်သို့လှည့်ကြည့်လိုက်သည်ခရီးသည်အပေါင်းတို့လေရင်လေကားပေါ်သို့တက်နေကြလေပြီမဖြစ်တော့ကြည်သူတယောက်တည်းကွင်းလဲတွင်ကြံ့ရည်နေ၍မဖြစ်တော့ကြည်ဆန်ယုံနာယာဆန်ယုံနာယာရှူမီစံသည်မောင်မောင်ကြားနိုင်မည်မဟုတ်မှန်သိပင်သိညာပြာနှမ်းနေသောအတန်လေးနှင့် အတန်ကုန်ဖြစ်၍နှုတ်ဆက်ကလေရင်ဘက်သို့ပြန်ပြေးလာလေသည်လေရင်ဘက်သို့ပြန်ပြေးလျက်မှခဏပြန်ရက်ကကိုလှဲ့၍လက်ကိုတစ်ချက်မျှဝေပြပြီးနောက်တစ်ချိန်လိုပြေးရပြန်လေဝရဏဘုံမှလူကြီးသည်မောင်မောင်ကျုံ၍ဩခေါ်ခြင်းမောင်မောင်ခုံ၍ခုံ၍လက်ပြချင်းရှိသည်ကိုတလဲကွင်းလေကောင်မှဂျပန်မာလေးကိုတလဲပွဲကြီးပွဲကောင်ကြည့်နေကြပြီတကယ်တော့ဘာမှမသိတကြောစီတလဲစီခဲအောင်ကြည့်နေကြသည် ်ဦးသက်လင်မှာအသက်ရှူမှလျက်ရှင်ခွဲနာကြတော်မတဲ့ဆွေမြေ့ကြေခွဲလျက်ရှိသည်။ကွင်းထဲ၌ဟိုဘက်ပြေးရတော်မလို့လို့ဒီဘက်ပြေးရတော်မလို့လို့ယူမီဆန်တောင်းတောက်ပြများလျက်အယူမီဝိုင်းဖြစ်နေရှာပုံကိုမကြည့်ရအောင်ဖြစ်နေသည်။မောင်မောင်ကုန်းဟင်နေသည့်အတန်အက်အက်ကြီးကိုလည်းမကြားရအောင်ဖြစ်နေသည်။ဦးသက်လင်နှင်းသက်၍မရတော့သောစိတ်ဒုက္ခမိကြီးတောက်လောင်လျက်ရှိသည်။ ်တဆိုင်တို့ပြေးသွားကယူမိစံသည် လေကားအနသို့ရောက်သွားသည် လေရင်လေကားသို့လှမ်းမတက်ခင် နောက်ပြန်လှဲ့ကသူ့လက်တစ်ဖက်ကိုမြှောက်၍ခွေရန်လိုက်သည်ခရီးသည်များနဲ့သူတဦးတည်းနောက်ကျနေခြင်းကြောင့်လေစိတ်အရာရှိများကိုမျက်နှာပူပူအာနာနာဖြင့်ကြပြာကြရာလေရင်လေကားကိုလှမ်းတက်သွားရသည် လေရင်မဲသည်တကားပိတ်ရင်သူ့ကိုတကားဘဝကရက်ဆောင်လျက်ရှိသည်။လေကားထစ်အစုံ၌ လေရင်ပေါက်ထဲမဝင်မီနောက်ဆုံးအနေအားဖြင့်သူချစ်လာသော သူ့မောင်ကလေးမြင်ပါစေရန်လက်တစ်ချက်ဝေပြပြီးမှလေရင်ပေါက်ထဲသို့ဝင်သွားသည်လေရင်တကားပိတ်သွားကြပြီမောင်မောင်၏မျက်လုံးတို့လည်းမှိတ်သွားလိမ့်ပြီမောင်မောင်သည်လက်ရန်ဝရန္တာပေါ်၌လက်ထောက်လျက်ခေါင်းကြီးငုံချလိုက်ကာမှိတ်ထသည့်မျက်လုံးများမှ မျက်ရည်တွင်တွင်စီးကြလျက်ရှိသည်လေရင်ဆနိုးလိမ့်ပြီ ကောင်းဝင်သို့မတက်မီစက်ကုံ ဖွင့်ရနှိုးနေသောကျေလောင်ပြင်းထန်သည့်အတန်ကြီးသည် မြေပြင်ကြီးအက်ွယ်မတက်သိမ့်သိမ့်တုံနေသည် ထိုအတန်တို့သည်မမောက်ရင်တည်းရှိနှလုံးသေးပုံများကိုစီစီညံ့ညက်ကြောင်ခြေလျက်ရှိကြသည်မမရေသွားတော့သွားတော့ဖယားရှိရာချင်းလေးယုတ်ကြီးတွေကိုကျွန်တော်မကြည့်ဝန်းတော့ပါဘူးမောင်မောင်သည်သဲထန့်စွာဆိုင်ရင်ငိုလေ၏မောင်မောင်မရှက်နိုင် မိသူ့ကိုမျှမဆက်နိုင်ခေါင်းမထောင်ပဲဆက်၍ဆက်၍သာချုံမွေးချငိုလျက်ရှိ၏ကောင်းငင်သို့ထိုးတက်သွားသောလင်းမြင့်ကြီးကိုမျက်စိရှိ၌ပျောက်ကွယ်၍မတော်မချင်းဥသက်လွင်သည့်ရှင်တလက်လက်ဖြင့်လှမ်းဆိုင်ကြည့်ရင်လင်းရင်ထဲ၌ညည်ရီရွှေရွှဲနေမည်ယူမိဆံကိုမြင်လျက်ရှိသည်လေရင်ထဲ၌မျက်ရည်မစဲဖြစ်နေသည့်ယူမိဆန်အားမိလိုက်ပါသေးတယ်ဆီယာမရဲ့ဆီယာမမေတ္တာအချင်းကြီးမဖြစ်ပါဘူး မိလိုက်ပါသေးတယ်ဟု ကောင်းငင်သို့လှမ်း၍နှစ်သိမ့်စကားပြောဆိုလျက်ရှိသည် လေမြန်ကြီးကွယ်ပြောက်သွားသောအခါ၌မောင်မောင်နာပဝန်းကျင်ရှိလူအုပ်ကြီး၏မျက်စီအပေါင်းတို့သည်တဆိုင်မမတ်ငိုနေသော မောင်မောင်ကိုတယောက်မကျင်စောင်းငယ်ကြည့်သွားကြကအောက်ထက်သို့ပြန်ဆင်းသွားကြသည်ဗရန်ဒာ၌တဖြည်းဖြည်းလူရှင်းသွားသည်လူတယောက်မှမရှိတော့ဘဲတိတ်ဆိတ်သွားသည်တိတ်ဆိတ်လျက်ရှိတော့မှ မောင်မောင်သည်အငိုဆဲလေသည် မြည့်၍တုပ်လေသည်သူကောင်းကိုအသာအရာဆောင်းလျက်နောက်သို့ပြန်လှည့်ကြည့်လိုက်သောအခါမောင်မောင်ကိုဖီစီနှိပ်စက်နေသောတောကအပူမီကိုကိုစားဝင်၍ယူလိုဟန်ကျင်နာတနာသောစိတ်တို့ဖြင့်ငြိမ်သက်စွာဆောင်းရက်လျက်ကြည့်နေသောဥဒက်လွင်ကို တွေ့မြင်ရသည်မောင်မောင်သည် မျက်ရည်ပြည်လျင်သောမျက်လုံးအုံဖြင့်ဥဒက်လွင်ကိုကြည့်၏ထို့နောက်ဥဒက်လွင်အနာသို့တလန်ချင်းတလန်ချင်း ဖြည်လေးစွာလာနေသည်အကူကြီးမောင်မောင်သည်သူ့နိုင်မိပါမရှိသွေးသားတော်ဆက်တော်အမလည်းမရှိတော့အကူကြီးသာလျင်တယောက်တည်းရှိသည်ဟုရခင်ကထက်ဆထက်တို့၍ချစ်ခင်အားကိုသောအတန်မျိုးဖြင့်ရှိုက်၍ခေါ်လိုက်ပြီးနောက်သူ့ခေါင်းကိုဥသက်လွင်၏ရင်ခွင်ထဲသို့ထိုးထည်လိုက်သည်ဥသက်လွင်သည်တစ်ချိန်လုံးဆုပ်၍ထားမိသော သူ့လက်ကိုဖြန့်လျက်မောင်မောင်ကျော်ကိုညင်သာစွာပုတ်၍ ရှိရှိသမျှချစ်စိတ်တနာစိတ်တို့ဖြင့်အားပေးနှစ်သိမ့်လိုက်သည်တိတ်ပါငါညင်ရဲ့တိတ်ပါမင်းမမမနေပါဘူးတနေ့ပြန်ရောက်လာမှာပါဥသက်လွင်သည် ပြောပြီးမောင်မောင်ကိုဖတ်ထားလိုက်သည်ဥသက်လွင်ဤရင်ငင်ထဲ၌မောင်မောင်တယောက်တည်းမဟုတ်ဖဲမောင်နှမနှစ်ယောက်စလုံးကိုဥသက်လွင်တိုင်းဖက်၍ဂျင်နာရူးရစွာပိုက်ထွေးထားရပြီးတကယ်သို့ခံစားလျက်ရှိတော်သည် ချာနေကြောမမလေးအဆုံးထိအာပေနားဆင်ခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်နောက်ထပ်ဒီမှာလဲစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေသုဒ္ဓရတဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော် အားလုံးပဲဘေးကင်းကျန်းမာကြပါစေရှင်